မင်္ဂလာပါရှင်မက်လ28ရက်တောက်ကြနေ့အတွက်ရှင်ကိုရလူလူချာရန်ကုန်တင်းများကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ဥစွာတင်ဆက်ပေးမှာကတော့တကြံပွဲတော်အတွင်းရွှေကုံစေရော်ကြီးကိုပိတ်ရက်မရှိဖွင့်လှစ်ထားမယ်ဆိုတဲ့သတင်း မဟာဒဇံအပွဲတော်ကာလအတွင်းတကုံမျိုးနယ်ရှိရွှေတကုံစေရောကြီးကို ပေးရန်မရှိဖွင့်လှစ်ထားမှဖြစ်ပြီးနစ်ဆန်တီအန်နေတွင်နှစ်သိမ်မင်္ဂလာခန်းအနာကျင်းပမှဖြစ်တယ်လို့သိရပါတယ်။နှစ်သိမ်မင်္ဂလာခန်းအနာကိုဒဇံအပွဲတော်ကာလအပြီးဧပြီလ18ရက်နေ့မြန်မာနစ်ဆန်တီအန်နေတွင်ပြုလုပ်မှဖြစ်တယ်လို့သိရပါတယ်ရှင်။ဆက်လက်တင်ဆက်ပေးမှာကတော့ရခိုင်မှပြောင်းရွှေ့လာတဲ့ပြည်သူများအဆင်ပြေစေရန် လာဝကရုံများကိုရန်ကုန်တွင်တွေ့ဖက်ဖွင့်လှစ်ပေးထားတဲ့တည်ရင် ရခိုင်ပြည်နယ်မှာအကြောင်းမျိုးမျိုးဖြင့်ပြောင်းရွှေ့လာရတဲ့ပြည်သူများအဆင်ပြေစေရန်၎င်းမြို့များရှိလဝကယုံများကိုရန်ကုန်မြို့ရှိလဝကယုံများတွင်တွဲဖက်ဖွင့်လှစ်ပေးထားကြောင်းသိရပါသည်။လက်ရှိတွင်ရခိုင်ပြည်နယ်ရှိမြို့နယ်များမှာလူဝင်မှုကြီးကြေးရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနလဝကယုံများကိုဗဟန်းမြို့နယ်တာဂိတမြို့တို့တွင်ဖွင့်လှစ်ထားခြင်းဖြစ်ပြီးနိုင်ငံသားစီစီရေးကပ်ပြအပါအဝင်အိမ်အောင်စုစင်းနှင့်သက်ဆိုင်သောစာဝတ်စာရမ်းများကိုပြုလုပ်ပေးလျက်ရှိနေကြောင်းသိရှိရပါသည်ရှင်။ ထပ်မံတင်ဆက်ပေးမှာကတော့ရန်ကုန်စေကန်းတွင်တန်ချိန်9000သင်္ဘောကြီးများကိုလက်ခံဝန်ဆောင်မှုပေးလာနိုင်ပြီဖြစ်တဲ့တွင်လက်ရှိတွင်ရန်ကုန်စေကန်းမှာကုန်တတာ TEU 2600အထိသယ်ဆောင်နိုင်ပြီးရေစု30.5မီတာအထိရှိတဲ့တန်ချိန်9000သင်္ဘောကြီးများဝင်ထွက်လက်ခံဝန်ဆောင်မှုပေးလာနိုင်ပြီဖြစ်ကြောင်းပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနဒုတိယဝန်ကြီးဦးအောင်ကျော်ထွန်းကပြောပါရယ် မြမစိတ်ကံအာနာပိုင်မှဥဆောင်ပြုလုပ်တဲ့ပထမအကြိမ်ရေရင်လွှဲပြောင်းတင်ဆောင်ခြင်းလုပ်ငန်းစဉ်စတင်ခြင်းအခမ်းအနားမှာပြကြခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ရှင်။နောက်ထပ်တင်ဆက်ပေးမှာကတော့မင်္ဂလာတော်မြို့နယ်ဇေကဘာဝင်းတွင်ထီအောင်တဲ့ကားနဲ့အိမ်စီကားတိုက်မိရာ၁၁ဦးတရားရရှိရတဲ့တဲ့။ မတ်လ25ရက်ည9:00နာရီကျော်ခန့်ကရန်ကုန်တိုင်းဒေသကြီးမင်္ဂလာတို့မြို့နယ်စေကဘာဝင်းတွင်ထိလိုက်ရောက်တဲ့ကားနဲ့အင်စီကားတိုက်မိရာထိရောက်တဲ့ကားမှာတိမ်မောက်ခဲ့ပြီးအစူပေါင်းမော်တော်ယာဉ်မော်တွေလိုက်ပါလာသူများထိခဲ့တရားရရှိခဲ့ကြောင်းသိရပါဗျ။တရားရရှိသူအမျိုးသား9ဦးအမျိုးသမီး6ဦးစုစုပေါင်း12ဦးရှိပြီး၎င်းတို့အနက်အမျိုးသမီး2ဦးမှာစိုးရင်ရတဲ့တရားရရှိထားရလို့သိရပါဗျ။ထိခဲ့တရားရရှိသူများကိုပလဲအယံမီသက်တပ်ဖွဲ့မှလူနာတရင်6စီနဲ့ ကန်လက်ဘရိုက်တာအသင်းမှလူနာတရင်တစီဖြင့်ကုညီစာကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြောက်တကုံမဝတ္တလမ်းစုံနဲ့ YMS ရင်ဗရိတ်ပေါက်ခါဓာတ်တိုင်နဲ့ဆိုင်ကအားတိုက်မိတဲ့တဲ့တင်ရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲ့မြောက်ပိုင်းမြို့နယ်မဝတ္တလမ်းစုံနဲ့ YMS ရင်တစီဗရိတ်ပေါက်ခါ ်လမ်းဘေးထက်တိုင်းနဲ့စိုက်ကဲတစီအားဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်းသိရပါဗျ။မက်ရှလာ29ရက်နေ့နနက်9:00နာရီခွဲအချိန်ခန့်ကရန်ကုန်ပြည်ဆွေးနေတဲ့ခရီးသည်တွင် WMS 139ရက်တစီရင်မတော်တဆမှုဖြစ်ပွားကြောင်းသတင်းအရာဝင်းရံမှုလူမှုကွန်ရီကေစေးအသင်းမှအရေးပေါ်လူနာတရင်ဖြင့်တွားရောက်ကွန်ရီကေကြောင်းသိရပါဗျ။ ပရိသတ်များရှင်ကျမတို့ရန်ကုန်မီဒီယာကနေရန်ကုန်တိုင်းဒေသကြီးတွင်မှဖြစ်ပေါ်နေတဲ့သတင်းဖြစ်စဉ်များကိုအချိန်နဲ့တပြေးညီသိရှင်နိုင်ရန်ထုတ်လင်းတင်ဆက်ပေးလျက်ရှိပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးကိုလည်းကျေးဇူးတင်ရှိပါတယ်ရှင်။